ညောင်ရီရုပ်မြင်သံကြားဖိတ်တယ်များရှင်။မိုးကုတ်ဆရာတော်ဖျားကြီးဟာတက္ကရာ1324ခုသတင်းကျလာပြည့်ကျော်နှစ်ရည်နေ့ည9နာရီမှာဟောကြားမြင့်ဖြစ်တဲ့ညတရားဝဲကိုမပြတ်မကွက်ဟောကြားပေးတော်မူခဲ့ပါသည်။အဲ့ဒီနေ့ဟာဆရာတော်ဖျားကြီးခန္ဓာဝင်ချရန်နှစ်ရက်သာလူတော်ခြင်းဖြစ်ပါသည်။ ဒါပေမဲ့တပည့်ဒါယကာများဟာဘယ်သူမှမယဉ်မိခဲ့ကြပဲဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့တရားတော်ကိုနားကြားခဲ့ကြပါလေရှင်။ဒါကြောင့်ဗုဒ္ဓဘာသာတရားကိုနာရပုဂ္ဂိုလ်ကလည်းခန္ဓာရှိပြီးနာရမယ်နော်။ဟောရပုဂ္ဂိုလ်ကလည်းခန္ဓာရှိပြီးဟောတဲ့အတွက်ဘာဝနာပွားပြီးဟောဘာဝနာပွားပြီးနာတဲ့အတွက်အလုံးကုန်ပဲတန်းဝင်ကြတယ်ဆိုတာမနည်းဝတ္ထုပါ။အဲ့ဒါတရားကို ဘုန်းကြီးကျိုးစားစေချင်တာကတခြားကြောင့်မဟုတ်ပါဘူး။သူတို့ငယ်တော့မှတရားပဲမိတရားပဲဖာပဲသူစီမံတာခန်းနေကြရတော့သူ့လက်လို့တော်ပါမှာ။ဘယ်ရလာကြတော့လဲမေးလိုက်ချင်းကိုယ့်အကိုဘယ်သူမှမသိကြဘူးနော်။တရားဖို့လို့ရောက်လာတယ်ဆိုတာပဲပြောချင်တယ်။ဒီတရားဖို့လို့ရောက်လာတော့လေတခါစဉ်းစားအောင်။ဟာဒီသစ္စာတည်းဇနဘုတ်ပြမှာရောက်လာရောက်တဲ့ပုဂ္ဂိုလ်လေတရားဖို့လို့ရောက်တယ် ။အမေတို့ကပြင်းစံတဲ့ဆရာဘုကိုမရောက်မှုရေမြေကြီးပြကြီးပညာရှိသူတော်ကောင်းပေါ်များတဲ့နေရာရောက်လာ။ဒါကြောင့်ဘုရားရဲ့ပြန်လုံးလို့ဥတည်ကြီးမေးမနဲ့ဖြေပါ။မေးရတံပြီးကြီးပွားရကရန်ကုန်ဘုရားရဲ့ကြလုံးမေးမနဲ့ဖြေပါ။တရားပို့လိုက်တာကိုရှင်ရံတော်ဆိုရောက်ကုန်မြောက်အဲ့ဒါကြောင့်ဟောတရားကအကိုရာရှိတော်တယ်ဆိုတဲ့ဥစ္စာလည်းသိချာမှတ် ဘုရားရှင်ကုရမေကြီးကဖျားဖြစ်တယ်။ဘယ်ဖြစ်လာတော့ဩငါအတုမရှိဖျားတော့ဖြစ်လာတယ်။ဘယ်နဲ့ကြောင့်လဲဖျားဖြစ်လာပါလိမ့်မလို့။ငါရသာတဲ့ပုဂ္ဂိုလ်ရှိလို့ရှင်ဖြင့်ကိုယ်ွယ်မဲ့စိတ်ကမဲ့ဘုရားရှင်ကုရမေကြီးကရှောက်ပြီးကြလားဥတ္တမုံကြည့်လိုက်တဲ့30ပုံထဲမှာငါရသီလသမารိပညာသာတဲ့ပုဂ္ဂိုလ်ရှိလို့ရှင်ဖြင့်ငါကိုယ်ွယ်မဲ့စိတ်ကမဲ့လို့ဆိုတော့တယောက်မှမမြင်ဘူး။တယောက်မှမမြင်တော့ ို့ကသူပဲတွေးလိုက်ငါဘယ်နဲ့ကြောင့်ဘုရားဖြစ်လာပါလိမ့်မလို့တွေးလိုက်တော့တရားကြောင့်ဘုရားဖြစ်တရားပဲကိုယ်ပဲမှာသိညာဘူးတရားပေါ်လို့ဘုရားဖြစ်တရားတရားထုတ်လို့ဘုရားဖြစ်လာတယ်ဆိုတော့ပေါ်ကြအရင်ခင်ဗျားတို့လည်းသူ့ရှင်မနေသေးတယ်လို့ရှင်လည်းတရားဖို့ရရှိသွားမှာပဲဒီတရားကိုရွေးပြီးဒီကလာဘယ်တရားဖို့ရကြိုက်တယ်ဆိုတော့ဆရာဘုန်းကြီးကဝေဖန်မယ် ဒါနကုသိုလ်ပို့တဲ့ကျိကလားသီလကုသိုလ်ပို့တဲ့ကျိကလားသမထကုသိုလ်ပို့တဲ့ကျိကလားဝိပဿနာကုသိုလ်ပို့တဲ့ကျိကလားအကုသိုလ်ပို့တဲ့ကျိကလားဒီတရားတွေတော့ပို့မယ်တရားတွေမှန်မယ်တရားဘယ်နှမျိုးဘုန်းကြီးဝေဘာလိုက်မှန်ပါဘူးနောင်မျိုးဝေဘာလိုက်တော့ကိုမွှချက်စင်တို့ကငါအကုသိုလ်ပို့တဲ့စီတော့ဒီတော့မတော်ခြင်းဘုရားပဲလေးပဲသွားတယ်အကုသိုလ်တရားပို့ရင်သူပဲလေးပဲပို့မှာဟုတ် ဒါရမသွားကြဘူးဘုရားဆောင်ဝေးလည်းမသွားကြဘူးနောက်ပတ်တိုင်းနေတော့သွားကြင်ကြဒါနကုသိုလ်ဘုရားကြီးပြန်တော့လည်းလူပြည့်နဲ့နတ်ပြည့်သူပို့လိုက်မှာသူပြန်တော့လည်းလူရှာဘုန်းကြီးရှင်မှာရှိကနေတဲ့ဒကာဓမ္မတွေဖြစ်လာတော့ဘုမအဝိနာဘေးသေးသေးရှိတယ်ဆိုတာဒီပြီးသားဖြစ်ဒါဖြင့်အဲ့သူပို့တဲ့နေရာလည်းတပည့်တော်မသွားနိုင်ဘူးဘာလို့အဝိနာဘေးသေးသေးကြောက်တယ်ဒါကုသိုလ်ကလည်းပို့မှာပဲတဲ့ အခဏိတဗိမဝတိကြောင့်ပို့မှာပဲနတ်ပြည်ကစတယ်ဘယ်လိုပို့ဖို့သူကလည်းဥပ္ပနာပဲသေပဲရှိတဲ့စီတော့ပို့ရတယ်အာသမထကုတ္တောအထုတ်ပြီးဒီကရသမထကုတ္တောပို့ရသွားမလားလို့ဆိုတော့ဥတ္တိဇမန်20သွားရလိမ့်မယ်ခန္ဓာဝန်ထမ်းပြီးဒီကရဥပ္ပနာပဲသေပဲနဲ့အတူတူနေရတာဖြစ်နေတော့ကြောင့်လေအဲသမထကုတ္တောပို့တဲ့ရှိလေတုံးမသွားဘူးဘာကြောင့်တော့အသက်ရှင်ပြီးဒုက္ခရောက်နေတာ ုက္ခဒေသဤထမ်းပြီးလဲနေရတာကိုဒါပြင်ဥပဒနာကုသိုလ်ပေါ်တဲ့နေရာတော့မကျေဖူးလားဟဲ့လို့ဒီနေရာဓမ္မတွေမဲလိုက်လို့ရှင်းပြန်ဟမ်ဒီကတော့ပြင်နိဗ္ဗာန်ပဲပို့မယ်ဒုက္ခခတ်သိငင်းတဲ့နိဗ္ဗာန်ကိုပို့မယ်ရှင်းကြဒါကဘယ်ဟာအကျိတ်ဆုံးလို့ဒါကြောင့်ဥပဒနာဆိုတာဘာလို့လဲတဲ့ခါကျမှတရားလို့ဆုံးလို့ရရှိလိုက်ဆုံး ဒါဖြင့်တရားပို့ရာကိုจิตတို့တွားရလိမ့်မယ်ဒါဖြင့်ခင်ဗျားတို့တရားပို့ရဲ့ရှိကိုတွားကြမလဲလို့မေးတဲ့အခါကျတော့တရားပို့လို့အခုဒီနေရာရောက်လာပြီနောက်တစ်ခါဘယ်တရားပို့ရဲ့ရှိကိုခင်ဗျားတို့တွားမလို့လို့မေးတော့ဒုက္ခသစ္စာ မရှိတဲ့ရှိကတတိယကိုတွားခြင်းတယ်ဘောလားဒါဖြင့်ဒုက္ခသစ္စာမရှိတဲ့ရှိတဲ့တတိယကိုတွားခြင်းတယ်ဆိုတဲ့ဖြင့် ဝိပဿနာကျိုးစားမဆိုင်သွားလိမ့်မယ်။ကျောင်းရည်ရည်တန်ကြားပြည်တတ်များရှင်။တက္ကသိုလ်1324ခုသတင်းကျလာပြေကျော်၄ရက်မနေ့9နာရီမှာအမရပူရမြို့မင်္ဂလာတိုင်ဟောင်းမူကုတ်ကျောင်းကြီးမှာတန်ခါတော်အပား200ကိုအာယုံစုစက္ကပ်ပြုရမ်းပါတယ်။နေပေါင်းဆုံးကျောင်းပေါင်းဆုံးမှဆရာတော်တန်ဃာတော်များဆွန့်ဖုံးပေးနေစဉ်မှာမုခုဆရာတော်ကြီးကိုယ်တိုင်ကြွလာပြီးဆွန့်ရင်းတိုင်ဆွဲကခင်းလိုက်တတ်ပါသည် ။ယင်းဤကျောင်းဝင်တဲ့ဆရာတော်ကြီးများကိုလည်းနှုတ်ဆက်ဧကံပြီးစကားပြောဆိုနေတော်မူပါလေရှင်။ခေါလုံးက24ကိုတင်းကျွတ်လက်ပြီးတော့၄ရက်နေမူနဲ့ဆရာတော်ဘုရားကြီးဆုံးကတ်တဲ့အချိန်မှာဒီကပင့်ထားတဲ့တန်ဃာတော်များ အားလုံးကြွရောက်လာတဲ့အချိန်မှာဆရာတော်ဘုရားကြီးရဲ့ဆရာသမားဖြစ်တဲ့အောင်မြင့်ရှိပါကြောင်းတဲ့ကဆရာတော်ဘုရားကြီးဥနာဘုံကလည်းကြွပါလေဆရာတော်ဘုရားနဲ့အတူတွဲပြီးတော့တရားဟောပဲပြီလို့ ူမောင်းတက်ကဆရာတော်ဦးဉ္ဇင်ပါလေကျွားတော်မူပါလေဒူမောင်းတက်ကပဲဆရာတော်ဦးတိတ်ခဆိုတဲ့ဆရာတော်ကြီးလေကျွားတော်မူပါလေအဲ့ဒီလိုကျွားတော်မူတဲ့အခါမှာဆရာတော်ကြီးဟာဒီဆရာတော်ကြီးကြီးရောက်လာတဲ့အချိန်မှာဒီကိုယ်တိုင်ပဲကျောင်းပေါ်ကနေဆင်းပြီးတော့ကျိုးစုစီးကျူပြီးတော့ကျောင်းပေါ်ကိုဆရာတော်ကိုယ်တိုင်ပဲပြင်ပါလေအဲ့ဒီဆရာတော်ကြီးကရောက်လာတဲ့အခါမှာဆရာတော်ဘုရားကသူ့နဲ့တဝိုင်းထဲမှာထိုင်ပြီးတော့ ွှမ်းတော့မဖုံးဘူးတဖေးလေးတောက်တယ်လို့ပဲဟန်တော့ပဲဆရာတော်ကအဲ့ဒီအချိန်မှာစကားပြောပါတယ်ပြောတဲ့ခါကျတော့ဆရာတော်ရဲ့ငယ်ရငယ်ဆရာအရင်ဖြစ်တဲ့ဆရာတော်ဥနာဘုံကအောင်ကြီးရှိပါကြောင်းလည်းကဆရာတော်ကြီးကိုဆရာတော်ဖျားကဝင်ရောက်ပြီးတော့ပြပြဝို့ပေါ့ရှိဖို့ကြောပါလေအဲ့ဒီလိုကြောနေတဲ့အချိန်မှာဆရာတော်ကသူပြောတရားရှိတဲ့ကိစ္စလေးကိုသူ့ရဲ့ဆရာသမားကိုပြောပါတယ်ပြောတာကတော့ တပည့်တော်အနေနဲ့ဆရာတော်ဖရာနောက်ဆုံးကတော်ကြီးဖြစ်လိမ့်မယ်လို့တပည့်တော်ယူဆပါတယ်ဖရာလို့ဆရာတော်ဖရာကြီးခုနကတော့လျှောက်ပါတယ်အဲ့ဒီနေ့မှာဆရာတော်ဟာဆွမ်းလည်းမဖုံးပြီးဘူးဒီကြွားရောက်လာတဲ့ဆရာတော်များကိုလည်းပဲကိုယ်တိုင်ကိုယ်ကျလိုက်ပြီးတော့နှုတ်ဆက်နေတာကိုတွေ့ရပါတယ်ဆရာတော်အနေနဲ့အလှူဝဲကထိန်ဝဲလည်းရှိတယ်ကထိန်နဲ့အလှူနဲ့တွဲထားတာဆိုတော့သူ့မှာကအလုတ်တွေကအာယုံကတိတ်များလုံးအကြီးနေတော့ ကျွတ်ဘေးကနေအလုံးလုံးကစီးစင်းနေတဲ့ပုံစံတွေမှာလည်းပြန်ရခတ်တယ်လို့ပဲဖြစ်နေပါတယ်။အဲ့ဒီနေရာတွေမှာသူ့ကိုကတော့အနေအနီးနားမှာခေါ်တာကတော့သူကမောင်ပစင်းလေးလို့ခေါ်ပါတယ်။အဲ့ဒီမောင်ပစင်းလေးလို့ခေါ်တဲ့ကမောင်ပစင်းလေးခါတိုင်းလုံးချင်ရှိတဲ့ကိစ္စတွေအလုံးကိုလုတ်ပါလို့ပြောတယ်။ကျုပ်ကလုံးဝမတော်ဘူးကဆရာတော်ဖရာကြီးတရားဟောမဲ့အချိန်မှာအလုံးလုံးဝမဲ့ဥစ္စာကမိုက်တွေကတနေ့ကိုမိုက်က6လုံးလောက်ရှိတယ်။ အဲ့ဒီ6လုံးလောက်ကိုကျုပ်က၄စဉ်သမှုအလုံးလုံးရပါတယ်အဲ့ဒီ6လုံးလောက်ကိုမိုက်တွေတတ်ရဲဆင်ရတယ်အဲ့ဒီမိုက်တွေတတ်တယ်ဆင်ပြီးတဲ့အချိန်မှကဆရာတော်ဆရာတပည့်တော်ပြင်ပြီးပါပြီဆိုတဲ့အကြောင်းတော့တော့လျှောက်တဲ့ခါကျတော့ရေးတာတယ်ခုဆရာတော်ခန္ဓာဝင်ချမဲ့ရေးတာတယ်မှာရှိနေတဲ့ဟိုမိုးဘုတ်ကဥချင်းလာရဲ့အလှမှာရေးစဲချဖို့အတွက်လည်းမင်းတိုးပြီးတော့တစ်ခုလောက်ပြင်ပါအောင်လို့ဆရာတော်ကြီးကအမိန့်ရှိပါတယ်အဲ့ဒီလိုအမိန့်ရှိတဲ့ခါကျတော့ဒီရေးတာကိုတွားပြီးတော့ ပြင်ပြီးတဲ့အခါကျတော့ဆရာတော်ခင်ဗျာပြင်ပြီးပြီဆိုတဲ့အကြောင်းကိုပြောပါတယ်။အေးအဲ့လိုဆိုလို့ရှိရင်လည်းပြင်ကွာပြင်ထားပြီလို့ရှိရင်လည်းတာလေးထားပေါ့။ငါဒီမှာတန်ဃာတွေအက်ခံရရှိတာကိုအက်ခံရအောင်မယ်။မင်းတို့လည်းပဲမဲစင်းနေလှုပ်ရှားရှိတာလို့တန်ဃာကအဲ့ဒီအရှင်မှာကထိန်နဲ့တွဲထားတော့တန်ဃာပြင်ထားတဲ့တန်ဃာတွေကအားလုံးအပန်း200ကျော်လောက်ရှိပါတယ်။တမျိုးနယ်လုံးပြင်ရတာပေါ့လေ။အဲ့တော့တမျိုးလည်းလုံးပြင်ရတဲ့အခါကျတော့ဒီတန်ဃာတို့စီရင်မမှောင်နဲ့ပဲမင်းရဲ့တေချာလို့ သူ့ကိုစီရင်ပေးတဲ့ပုံကတော့ဆရာတော်ဦးဇော်တိကကြီးဖြစ်ပါတယ်။ဆရာတော်ဦးဇော်တိကကြီးကမမအောင်တိတိချာချာလို့ဆရာတော်ကဒီနေ့ခါတိုင်းလို့မဟုတ်ဘူးကြီးကြီးလေးလေးသိမ့်ရှိဘူး။အဲ့တော့ဆရာတော်ရဲ့စိတ်တန်းညာဖြစ်အောင်အလုပ်လုပ်ပါလို့ပြောတယ်။အဲ့ဒီမှာဆရာတော်ကြီးတွေကကဲသူတို့သွန်တော့ကပ်ပြီးပြီလက်ဖေးလည်းပြင်ပြီးပြီကတ်ကြတော့ကွာလို့ပြောတဲ့အခါကျတော့ဆရာတော်ကအနာနာခြံပြီးတော့ပဲ။ အာပေးသမှုပြုတယ်လို့ပြောလေသူကတော့မဖုံးပေးဘူးဘာကုန်းကမဖုံးပေးဘူးတစ်ဖက်လေးပဲတောက်တယ်လို့ပြောလို့ဆိုပြီးသူစကားပဲပြောတယ်သူ့အနေနဲ့ကတော့ဒီတရားဟောဖို့ကအတွက်ပဲအာယုံကတော့စိုက်နေတာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆရာတော်ကအလှူတန်းတစ်ခုပြုလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီအလှူတန်းရဲ့သဘောကိုကထိန်တကားကထိန်မှအလှူတကားအလှူမှများသဘောကြအောင်သူပြောနိုင်မှာရှိအောင်ဆိုတဲ့သဘောမျိုးနဲ့ဆရာတော်ကြီးကအာယုန်ထဲမှာအမြဲတမ်းထားနေပြီးအတွက် အဲ့ဒီလက်ဖေးဘွဲမှာတိတ်ပြီးစကားကနင်းငါငါလာမပြောဘူးအဲရိုးရိုးလေးတလောက်ကလေးပဲသူကပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဆရာတော်ကြီးအနေနဲ့ကတော့သူကသူ့ရဲ့ဖြစ်ပြနေတဲ့ယောဂလေးကိုသူခံစားနေတာကိုပတ်ဝန်းကျင်ကိုမမြင်အောင်ခံလုပ်ပြီးနေတဲ့သဘောမျိုးရှိပါတယ်အဲ့ဒီမနေ့ကမှာပေါ့လေဆန္ဒကြီးဘွဲလောက်တန်ဃာတော်များကိုအရှိတ်ကျောင်းနေမှာရှိတဲ့နေရာမှာနေလေနန်းနန်းနေနေယူရတဲ့ဆရာတော်ကြီးကအောက်ဆင်းပြီးတော့လက်ဖေးတွေပါဆွနေပါလေကလက်ဖေးတွေပါလေ တတ်ပြီးတဲ့အခါကျတော့ခဏတစ်ခါလောက်နာနာနေနေမြည်ဦးပါကြ။အကြောင်းပေါ်ကနေအောက်ဆင်းပြီးတော့ပို့တယ်။အဲ့လိုပို့ပြီးတဲ့အခါကျတော့ဆရာတော်ဘုရားကတန်ဃာတော်များအောက်ဆင်းသွားလို့အကြောင်းပေါ်မှာရှင်းနေတဲ့အချိန်ကျတော့ဆရာတော်ကအဲဒီကျုပ်ကိုသူကပြောပါတယ်မောင်ကြီးလေးအာလုံးဧဆဒီဝိဆာအလုံးကိုပြီးတာမှန်လားပါဗျာတပီတော့မိုက်ဒီအလုံးဆင်ပြီးပါပြီအကုန်လုံးရေးတာလည်းလည်းဆင်ပြီးပါပြီအေးအေးအေးနေလေကြလို့ရှိရင်ငါတို့ငါသွားပြီးတော့တရားဟောမှာကွာအလှူမှာအလုံးလုံးရမှာ ဒီမှာရေခဲချတရားဟောလွလွမ်းမှာဆိုပြီးတော့ဒီအဲ့လိုဟောပြီးတော့ခိတခဏလေးပေါ့လေကျိန်းလာတော့မဟုတ်ဘူးဟိုကရင်ပေါ်မှာခဏလေးလှဲတယ်အဲ့လိုခဏလေးလှဲတဲ့အခါမှာသူဘာလို့ပြောတယ်လဲဆိုတော့ဆရာတော်ကဒီနည်းပေါ်ရတဲ့ခဏလေးကတိတ်ပြီးတော့ခါတိုင်းလိုပေါ့ပေါ့ပါပါမရှိဘူးပေါ့ငါခဏလေးကနည်းနည်းလေးတယ်ကွာနည်းနည်းလေးလေငြိယထန်ရတာမကောင်းဘူးလို့သူပြောတယ်အဲ့ဒီကရင်ပေါ်မှာလှဲနေရင်ကြမ်းလာနိုင်ပြီးတော့ဆရာတော်ဆရာကြီးကအဲ့လိုပြောတော့မွန်းရဲ့ ်ဆရာတော်ဦးစိုးကြီးကိုပြောတာပေါ့ဘမုံဆရာတော်ကြီးကတော့ဒီလိုမိတ်နေအော်အဲ့လိုလားဒီလိုဆိုလို့ရှိရင်လည်းကွာဘမုံဒီနေ့ကချိန်မှာတရားဟောဖို့ကတည်းကမဟောဖို့အတွက်ဆိုပြီးတော့ဘမုံကြီးကလျှောက်တော့အဒီလိုမဟုတ်ဘူးကွာငါကလုတ်တခုလုတ်တယ်ဆိုတာဘာပဲဖြစ်ဖြစ်ငါအလုပ်ကပြီးမှတာလေငါတော့ရည်မှန်းထားတဲ့အတိုင်းပြီးအောင်လားငါအလုပ်လုပ်မှာပဲဟိုအလုပ်လုပ်ရင်တန်းလာမှဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့မပြီးပြီးအောင်လားငါကြိုးစားမှာပဲလို့ဆရာတော်ကြီးကလည်းအမိန့်ရှိပါတယ်။ညောင်ရုံမြင့်တန်ကြားပြည့်စက်များရှင် မိုးကုတ်ဆရာတော်ဖျားကြီးဟာမင်္ဂလာတိုင်ဟောင်းမိုးကုတ်ကျောင်းမှာ မနေ့ပိုင်းအာယုံစွန်ကတ်လူပြီးတဲ့အခါမင်္ဂလာမဲခင်ရိတ်တာကျောင်းကိုပြန်ချွာလာတော်မူပါတယ်။အဲ့လိုပြန်ချွာလာပြီးကျောင်းပေါ်တက်ခန်းလေးမှာပြောတဲ့စကားကတော့ငါခန္ဓာဝင်တို့ကြီးကဖြင့် လေးလာပြီလို့ဆိုပါတယ်။အဲ့ဒီချိန်ဆရာတော်ဖျားကြီးဟာရုပ်လက္ခဏာညွှန်းနှံပြီးနေထိုင်မကောင်းဖြစ်နေပေမဲ့အနည်းရှိလူများကိုတရားစကားတွေပြောနေပြီးနေ့လယ်ပိုင်းမှာကထင်တရားဟောရမယ့်အကြောင်းပြင်ဆင်ထားဖို့အကြောင်းမှတ်တမ်းနေခဲ့ပါလိမ့်ရှင်။ဆရာရဲ့ ကျမကြီးအချိန်ကနည်းနည်းလေးအဲ့ဒီအချိန်ကကျတော့ဒီလှုပ်ရှင်းတဲ့သဘောမျိုးဟိုခံစားနေရတဲ့သဘောမျိုးရှိမှလို့သူခံစားနေရတယ်လို့ဆိုတာကိုသူကမပြောချင်တော့အေးဆေးလေးပဲပြီးနေတာများတယ်။နောက်အဲ့ဒီအချိန်ကပြီးတဲ့အခါကျတော့12နာရီခွဲကာလာလောက်ရောက်တဲ့အခါကျတော့ဘာပြောရုံဆိုတော့ကဲကဲအလုံးပေါ့လေကျမကြီးလည်းဟောပြပါတယ်။ကောင်းပါတယ်ကောင်းပါလေ။တသက်တာတာရှိပါတယ်ဆိုပြီးတော့ရေးတာတွေကိုသွားမယ်ဆိုတဲ့အခါကျတော့ဆရာကရေးတာတွေကိုသွားလို့ရှိရင်ပြီးရောကားနဲ့ ပင့်ပေးမှာဗျာမဟုတ်ဘူးပေါ့ခါတိုင်းလိုပဲဆရာတော်ကြီးကြောင်းနဲ့ရေးတာနဲ့ပြီးလို့ရှင်ဘယ်တော့ခါမှသူကကားမရှိဘူးသူကသူပဲခြေရင်းနဲ့ဆက်တာများတယ်ခြေရင်းဆက်တဲ့ခါကျခုံခုံဒီနည်းဖြစ်ပါမလားဖြစ်ပါတယ်ကွာငါငါ AC လည်းငါသွားပါမယ်အဲ့လိုသွားတဲ့ခါကျတော့မနေ့ပိုင်းသွားတော့ဆက်လက်နိုင်ဝဲတာလာတော့ဒီရေးတာပဲကိုအလှူတရားရေးစက်ချဖို့တရားဟောဖို့ကြသွားတဲ့ခါကျတော့လမ်းမှာကိုရင်ကလေးတွေကဆရာတော်ကြွသွားတဲ့လမ်းမှာကိုရင်ကလေးတွေရှေ့ကနေကစားနေတာ哦အဲ့လိုကစားနေတော့ ဟိုအပတ်တမဲ့ပေါ်ရင်နောက်ကနေကိုင်းဆရာတော်လာနေတယ်ဒီကိုဖယ်ပေးလိုက်ပြီးတော့အဲ့ဒါဆရာတော်ကအမေးကြီးတယ်ဒီပါစီကွာသူတို့စိတ်ဆန္ဒအတိုင်းကြားပါသေးတယ်ဆရာတော်ကအဲ့ဒီကိုင်းလေးတွေကစားနေတဲ့နေရာမျိုးရှောင်သေးတယ်အဲ့လိုရှောင်ကိုင်းပြီးတော့မှဆရာတော်ကတွားလိုက်သွားတာရှိတယ်သူ့အတွက်နဲ့ဆိုရင်သူများကဘယ်တော့အခါမှဒုက္ခရောက်ဖို့အတွက်ကိုသူကဘာမှမသိကြဘူးစိုးရိမ်နေနေတာအဲ့ဒါကြောင့်မို့သူကအဲ့ဒီကွင်းလေးတွေကစားနေတာကိုရှောင်ကွင်းပြီးတော့သူကသွားတယ်အဲ့လိုရိတ်တာရောက်တဲ့အခါကျတော့ ပြလိုက်ပုံပါပဲဆရာတော်ခဏပြင်တာသတင်းသုံးအဲ့လိုသတင်းသုံးတဲ့ခါမှာဒီအကြောင်းတကာအကြောင်းမှဥကျော်ဒိန်နဲ့ဒေါ်တင်လာသူတို့ကအနာနာမှရှိတော့ဥကျော်ဒိန်နဲ့ဒေါ်တင်လာတော့ငါကောအဒီနေ့ဆုံးသားနိုင်တယ်အဲတင်လာရေးဥကောင်ကြီးတော့ဆရာတော်ပြောပြီးတော့ကတ်လိုက်ပါဘူးကွာလို့ပြောတယ်အဲ့တော့အဲ့ဥကောင်ကြီးတစ်ခွက်တော့ဆရာတော်ပြန်ခုံးပေးတယ်ခုံးပေးပြီးတဲ့အခါကျတော့ခက်တာခဏအနာနေတဲ့အခါကျတော့တနာယီတာတာလိုက်ကြတော့ဆရာတော်နည်းနည်းလေး ပြင်းထန်လာတဲ့သဘောပေါ့အဲ့ဒီကြတဲ့အခါကျတော့ဆရာတော်ဦးဇော်ကြီးတို့ဟိုဥတည်ငွေတို့ဥကျော်သိန်းတို့ဒေါ်တင်လာတို့ကိုခေါ်တယ်ဒီအခန်းထဲကိုခေါ်တာအခုပြောနေတဲ့အခန်းထဲကိုပေါ့နော်အဲ့လိုခေါ်တဲ့အခါကျတော့ဥကျော်သိန်းဒေါ်တင်လာတို့ကမန္တလေးမှာရှိနေတဲ့ဆရာဝန်ကြီးတွေကိုခေါ်ပြီးတော့ဆရာတော်ရဲ့အခြေအနေကဒီလိုလိုရှိတယ်ဆိုတဲ့အကြောင်းဟောပြတဲ့အခါကျတော့အခုဒီအခန်းထဲမှာပဲဆရာတော်ကအဲ့ဒီကြတော့ဝေဒနာခံစားနေရတာတော်တော်ပြင်းထန်တယ်ဘိုးပဲလှည့်လိုက်အိယာပေါ်မှာဒီပဲလှည့်လိုက် ထပြီးခိတ္တခဏထိုင်လိုက်ပြန်လဲလိုက်နေအဲ့လိုနေတယ်ဆရာတော့အဲ့လိုခါကျတော့ဒီပြောနေတဲ့ဈာကခန္ဓာရှိတဲ့ဒီတိုင်းခံစားမဲ့ဝေဒနာကိုဆိုတဲ့ဥစ္စာလေးကိုပြောနေတဲ့ဈာကနေပြီးတော့ဘာမြန်သတိရတယ်လဲဆိုဆရာတော့ကဒီမောင်မင်းလေးကိုမေးလိုက်စမ်းလေဟာမိုက်ပြင်ပြီးပြီလားပြင်ပြီးပြီဆိုတဲ့အကြောင်းပြန်လျှောက်တယ်အေးအေးအေးပြီးသက်တော့ငါလာခဲ့မယ်မင်းအဲ့ဒီအနေစောင့်နေဆိုတော့အဲဒီနေရာမှာကျုပ်ဒီဆရာတော်နားမှာကျုပ်ကခွာပြီးတော့ဓမ္မယုံမှာမိုက်ကိုသွားကန်ရတယ် အဲ့ဒီလိုကင်နေတဲ့အချိန်မှာမန္တလေးကဆံဝင်ကြီးဒီအခန်းထဲမှာရောက်လာဆရာသာကအဲ့ဒီအချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့မောင်းသွားတယ်မောင်းနေတာဘုန်းကြီးဥပါနေရတကားမောင်းပြီးတော့ချွေးချွတ်ချွေးချွတ်နေဘုန်းကြီးဥပါနေရလည်းတုတ်ပေးတယ်ဒီကတည်းကမှမြတ်ဘုရားထိုင်နေဘုန်းကြီးဥပါနေရတုတ်ပေးလိုက်ဒုက္ခရံကြီးလည်းတုတ်တယ်ဆောမြအောင်ကဆွတ်ထုတ်ခိုင်းတယ်ဒေါက်တာဆောနီယာဆွတ်ထုတ်ဖို့ကစီစဉ်တယ် ဒါသာဆိုနီကရှာရကြီးလက်ကိုအခုလိုကမ်းပြီးတော့သူကလက်တွေကိုတိတကမ်းကမ်းတော့ဆိုနီရဲ့အဆိုကတော့ဒီမှာသွေးမရှိတော့ဘူးတဲ့ဆိုနီရဲ့အဆိုကသူကအဲ့ဒါကိုပဲအများဆုံးဒီထဲမှာရှင်းရမယ်ဆိုရင်ဒါပဲဆိုနီအောင်ကရောက်လာတော့သူဒဏ်ရာရည်နဲ့ပုံလေးဆွဲတယ်ပုံလေးဆွဲပြီးတော့ဆိုနီပေးလိုက်ဆိုနီပေးတော့ဆိုနီကကြည့်ပြီးတော့အရင်ဆေးချိုးဆေးချိုးကရဆေးယူဆေးယူတော့ဆရာတော်က ။ဘာလို့မတော့ခွာလဲ။ရှင်းဆုံးမလို့လား။အဲ့ဒီကွန်ထူခွာတဲ့အဲ့ဒီပြောတယ်။အဲ့တော့ဒေါက်တာဆင်းရထိုးလိုက်ပြီးရှင်းပြော။ဆင်းတယ်လို့ဆိုတော့သူဆရာကလေကျို့လာတယ်။အေးဆိုအဲ့ကျို့လာ။ဘုန်းကြီးကတော့တက်တာပါပြီ။အဲ့ယူဆဘုန်းကြီးယူဆပါဘောလေ။အဲ့လေကျွတ်တော့လေကျွတ်တော့ပြီးဘာပြောလဲဆိုမင်းဆိုးကြောင်လာလို့ဒီကွာပူလိုက်တာတဲ့ရေကပ်ကွာအဲ့လေရေကပ်လိုက် ေကပ်ပြီးတော့ရေကောက်ပြီးတော့ရေကျုပ်ပြန်ရေကျုပ်ပြီးထားပြီးတော့ဒေါက်တာဆုံးကြီးကထိုးပြန်ထိုးလိုက်တော့အာမင်းရှင်းအောင်ထိုးကွာပူလိုက်တာရေကပ်ကွာအဲကပ်တော့ကပ်ပြီးတော့ရေကျုပ်ပြီးတော့အဲ့ဒါခန္ဓာဝန်ဆုံးတော့တာအဲ့ဒါဒေါက်တာဆုံးကြီးအဲ့ကြတော့ရောက်လာဒေါက်တာဆုံးကြီးကဒါဆိုလို့ရှိရင်ဒီလိုလူရှိတယ်ဆိုတဲ့အကြောင်းဒါကြီးဦးကျော်သိန်းတို့ဒေါက်တင်လာတို့ ဓမ္မယုံတကားဖြစ်တဲ့ဥချစ်ဆွေတို့ကိုလှန့်ခေါ်ပြီးတဲ့အခါကျတော့ဆရာတော်ကအဲ့ကျတော့တော်တော်လေးကိုပဲပြင်းပြင်းထန်ထန်ယောဂကိုခံစားနေရတယ်ဝိရဏကိုခံစားနေရတာဆိုတော့ဘယ်လိုမှသိပြီးတော့အမိန်မရှိနိုင်ဘူးအဲ့လိုအမိန်မရှိနိုင်တဲ့အခါမှာဟိုသူပြောနေတဲ့စကားလေးတွေကဘာလဲဆိုတော့အေးခန္ဓာရှိတဲ့သူတိုင်းခံစားရမယ့်ဝိရဏကိုမင်းတို့ကြည်ထားလိုက်ကြမင်းတို့လည်းဒီဝိရဏကိုကြောအောင်ဖြစ်ပျက်ဖို့ရှုကြရှုပြီးမှသာလေမင်းတို့ရဲ့ဝိရဏအဆုံးမှာ ွေ့ပါလိမ့်မယ်ဒီယောဂခံစားနေရတာကိုပေါ့လေအဲ့လိုလေးအမိန့်ရှိပြီးတော့ဆရာတော်ဟာတစ်ဖက်လက်ကိုဝင်းကြီးချုပ်သွားတဲ့သဘောရှိပါတယ်ဆရာတော်ရဲ့ပြည်စင်ထားတဲ့တရားဟောမဲ့ဥစ္စာတွေလည်းမဟောနိုင်တော့ဘူးတန်ဃာတော်များကိုဒီအတိုင်းပဲပစ္စည်းတွေကိုရှူလဲရပါတယ်အဲ့ဒီတော့ဆရာတော်အနေနဲ့ကတော့နောက်ဆုံးအနေနဲ့သူမှာသွားတဲ့ဟာလေးတွေကတော့ မမီမလျော်သောအာဖြင့်ငါပြောခဲ့တဲ့ငါဟောခဲ့တဲ့ဟာလေးတွေကိုကောင်းကောင်းမွန်မွန်လုပ်ကြဆိုတဲ့သဘောမျိုးကိုတက်ရောက်သွားတဲ့သဘောရှိပါတယ်။ရောက်ရည်ရုံမြင်တန်ကြားပြည့်စက်များရှင်။မိုးကုဆရာတော်ဖရာကြီးဟာဝေဒနာကိုရှုရင်ထွက်သက်ဝင်သက်တို့တစ်ဖြည်းဖြည်းညဉ့်ညံ့သိမ့်မွေ့သွားပါလိမ့်။ခန္ဓာကိုယ်လှုပ်ရှားမှုကလည်းညင်သာသွားပြီးတစ်ဖြည်းဖြည်းနဲ့ငြိမ့်သက်ငြင်းအီးသွားတော်မူပါလိမ့်။ တက္ကသိုလ်1324ခုတရင်ကျူလာပြည့်ကျော်၄ရက်ဗုဒ္ဓဦးနေ့မွန်လွဲ၁နာရီမိနစ်၂၀ချိန်မှာတော့မုဂုဆရာတော်ဖျားကြီးဟာတဘောခန္ဓာဝန်ချုပ်ငိမ့်တော်မူပါလေရှင်။